ဒီမှာဒေါ်လာရင်းနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီနောက်ထပ်ဒီစီရီယာလုံသွားဖြစ်ဖြစ်တတ်တာအခုတက်ကိုပြန်လာမိကမှာပဲအချုပ်ထဲမှာတစ်ချိန်လုံးနေနေရနစ်နေချင်နေပြီအမိန်လည်းမချဘူးเนาะအဲ့တော့စစ်တီတွေကထဲထောင်တဲ့စစ်တီတွေကအခုဆိုလို့ရှိရင်နေပြီပေါ့ခင်ဗျားတို့ကကျုပ်တို့ကိုဘာလုပ်ထားတာလဲ အားလုံးပဲမင်္ဂလာပါဒီနေ့က2025နိုဝင်ဘာလ၄ရက်နေ့ညနေပိုင်းဖြစ်ပါတယ်ဒီနေ့ညနေပိုင်းမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်သူ့သမ္မတကဒေါအောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးတော့ပြည်သူ့နိုင်ငံအနေဖြင့်သူမကိုမမေ့ကြောင်းကိုထောက်ပို့ပြောဆိုလာပါတယ် ဒါအပြင်စစ်တပ်ကမတရားဖမ်းဆီးထားသောတောင်ဆန်းစုကြည်၏ဂျာမာရဲ့အခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပြေးရန်ပြည်သူ့တမန္တာကတောင်းဆိုထားပါတယ်ဆိုတဲ့တဲ့နဲ့မနေ့ကကျွန်တော်တင်ဆက်ပေးဒီမနေ့ခင်းမှာလည်းတင်ဆက်ပေးခဲ့တဲ့ဘရင်ပြည်နယ်မြို့အတီမြို့နယ်ကလက်ကီကိုတပ်ပွဲအကြောင်းအတွမ်းမှာစစ်ကောင်စီတပ်ဖွဲ့တွေဒေဆုံးမှုတွေအရင်လိုမျက်ပြီးတော့အဲ့ဒီထဲမှာတရင်မှုတွေလည်းဒေဆုံးမှုတွေရှိနေလို့သိရပါတယ်ဆိုတော့ဒီလိုမျိုးဒေဆုံးမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ယာယီတရင်မှုတွေက အဲ့ဒီစကမ်းမှာရှိနေတဲ့သူတွေနဲ့တူပြီးတော့အာ ရည်ရချီမှုတွေလော့ဆောင်တယ်လို့သိရပါတယ်။ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဒီနေ့မှာတင်ဆက်ပေးမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပထမဆုံးတင်ဆက်ပေးချင်တာကခုနကကျွန်တော်ပြောတဲ့ပိဋိတမဏ္ဍကဒေါ်ဆန်းစုကြည်တန်တို့စာပေးပို့လိုက်ပြီးတော့ပိဋိတမဏ္ဍငံအနေဖြင့်သူမကိုမမေကျောင်းကိုထုတ်ဖို့ပြောဆိုလာပါတယ်။စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်ဆန်းစုကြည်ဤကျောင်းမကြီးအခြေအနေကိုအလွန်စိုးရင်ပူပန်ပြီးတော့ချက်ချင်းလွတ်ပေးရန်ပိဋိတမဏ္ဍကတောင်းဆိုထားပါတယ်။ဒီထဲမှာဒီလိုမျိုးကို သူရဲ့သားဖြစ်သူကတော့ ြောဆိုလာဖြစ်ပါတယ်။ပရိသတ်ဖြစ်သူပြောဆိုတာကစာထဲမှာတမဒကမိမိရဲ့ကျမ်းမာရေးအနေထားကိုစိုးရင်ပူပန်ကြောင်းဖော်ပြတဲ့သူမိမိအပါဝံတမဒဦးဝမင်းနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွမ်းချက်မရှိချက်ချင်းလွတ်ပေးဖို့ပြည်သူနိုင်ငံမှာတခါထက်မှန်တောင်းဆိုကြောင်းရေးသားထားပါတယ်။အသိကြီးလာပြီဖြစ်တဲ့ကျွန်ုပ်မိမိဟာ အချို့အနောင်ထဲမှာဂျမားရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်ဥပဝအသက်တာတရှုပ်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။မိမိလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လွန်ကိုလူကုံတက်ခအတွက်ဒါမကပဲနဲ့မြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငင်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်။ပြည်သည့်နိုင်ငံရဲ့တနာကဂယုနာတရားငင်းချမ်းရေးနဲ့ ယုနာတရားပေါ့နော်ဘယုနာတရားအားပေးမှုနဲ့မိဆွေကောင်ပိသားချင်းတို့တွေကျွန်တော်လက်လက်လေးလေးကိုခန်းစားရပါတယ်ဒါဟာအမန်တရားငင်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနောက်ပက်ထားလို့မရဘူးဆိုတာကဘာတဝန်းကလူတွေကိုအတိပေးလက်တဲ့စည်ရင်ဆံရခေါင်းဆောင်မှုတရေဖြစ်တယ်ဆိုကင်းအဲကဲကြီးဘုန်းတော်ကဲကြီးကတရင်ထုတ်ပြန်ထားတာသူရဲ့အာဒေါ်ဆန်းစုကြည်ရဲ့ အာတာဘောနော်တရင်ထုတ်ပြထားတာဖြစ်ပါဒီလိုမျိုးဆိုဒီအထက်မှာဆိုလို့ရှိရင်တော့အာလုံးဆဆုကျေတိုင်းနာမည်ကဖမ်းမာတာစီလို့ရှိရင်ဖွက်လို့နားလည်ပေးကြပါဆိုလို့ဒီအကအာလုံးဆဆုကြည်ကျမ်းမာရဲ့နဲ့အာပြည်သူဓမ္မရကစာပေးပို့လိုက်တဲ့အကြောင်းတွေကိုကျွန်တော်အာတန်တန်တလို့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာအခုနကျွန်တော်ပြောတဲ့ခရင်ပြည်နေကမြို့ဝတီမြို့နယ်လက်ရည်ကိုသူစစ်ကြောင်းထိုးနေတဲ့တက်မနင်းနင်းလက်အောက်ခံခမရ နေရနေပေါ့နော်တရင်မှာစစ်သားများကဒေဆုံးမှုများပြားနေရပေါ့နော်ယာယီတရင်မှုဘိုးသူရင်အောင်နဲ့တက်ဖို့ဝင်များတွေဆိုပြီးတော့ယတရာချီပွေပေးမှုများလောဆောင်နေရကြောင်းသိရှိရပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာရေးသားဖော်ပြတာတွေ့ရပါတယ်ဆိုတော့တရားကဘလူတွေလောက်ခင်လဲဆိုလို့ရှိရင်တော့အခုကျွန်မဆိုလို့ရှိရင်စစ်ကောင်စီကအော်တိုဘားလ30ရက်နေ့အတွက်ခမရပါတော့ အာနေရနေနေရနှစ်တရင်မတရင်ဘူးဝမိုးသူတွေအောင်အတွက်ပေါ့နော်အတွက်ဟုတ်စုကရန်ကုန်မန္တလေးအမြန်လန်းစစ်တမန်တဖာလုံးမှာရှိတဲ့ဖိုးကိုဖိုးကိုစာဖိုးတောင်းချေတိုရာအဲ့ဒီတာကြောင့်ပေါ့နော်အဲ့ဒီတောင်ထိမှာဆိုရှင်တော့သူတို့တွေကစွတ်တော့အာဂျီရာချီတယ်လို့သိရပါတယ်ဒီဟာကခမရနေရနေတက်နေတရင်မှုအတွက်ဆိုပြီးတော့ဘွေးတွေပေးထားတယ်လို့သိရတယ်ဘွေးထိုးထားတာ ဘူဘူဂျီနက်နန်းနန်းမှာမောင်ပွေငပြိုးပွေတွေနဲ့ပွေထူထားတာလို့သိရပါတယ်။ဆိုတော့ရာကြီးတရင်မူဘူမူသူရင်အောင်ရှစ်တန်းစစ်မေပြီမှာဆေးရှောင်းအထစ်နာနေလို့ကတော့ပွေတွေပေးပေးတက်ရက်ဟိုတက်ရက်တက်စင်တွေလှုပ်ထားတယ်လို့သိရပါတယ်။တက်ရက်တက်စင်တွေလည်းလှုပ်ထားပါတယ်တဲ့။အဲ့ဒီအမြန်လန်းစစ်တမန်တစ်ခါလုံးကနန်းနန်းက တခိုးကြီးတယ်လို့သိရတယ်။စိုးတောင်းပစ်တယ်ဆိုပြီးတော့နာမည်ကြီးတယ်။နေရတော်တော်မြဲမြားကအဲ့ဒီအဲ့မှာပါလာပြီးတော့နန်းနန်းမှာရတရာချီပွဲထူးတာတွေလောက်ကြတယ်ဟုရန်ကုန်ခက်တီတရင်ဂျိမ်းမီကပြောဆိုပါတယ်ဆိုပြီးတော့အခုချိန်မှာအာစစ်ကောင်စီတပ်ဖွဲ့စစ်ကောင်စီတပ်ဖွဲ့တွေတည်ဆုံးမြန်နေတဲ့အချိန်မှာဒီလိုမျိုးကိုတရင်တွေထွက်ပေါ်လာတာဖြစ်ပါတယ်ဆိုတော့တိတဲ့အတိုင်းပဲစစ်တပ်တွေကရတရာတို့ ဒီဒီလို့ကိုအရန်ကိုယုံကြည်အားကိုးနေတဲ့သူတွေဖြစ်တယ်ဆိုဒီလိုမျိုးကိုအယုံကြည်အားကိုးနေတဲ့သူတွေကအခုချိန်မှာသေဆုံးမှုတွေတော်တော်လေးကိုမြင်လာတယ်ဆိုတော့သူတို့ရဲ့နတ်ပြရတဲ့ဘေးရင်တွေကမကြေနိုင်ဘူးတဲ့တူပါတယ်ဆိုတော့ညာကတော့အာဒီနေ့ညနေပိုင်းမှာဘောနော်စစ်တပ်တွေရဲ့အကြောင်းတွေနဲ့လုံအောင်ဆန်းစုကြည်ရဲ့အာတရင်တွေကိုဘောနော်ကျွန်တော်ဖတ်ပြရခြင်းဖြစ်ပါတယ်အဲ့ဒီနောက်မှာခုနကျွန်တော်ပြောတဲ့စစ်ကောင်စစ်တပ်ဖွဲ့တွေ တော်လေးကိုတည်ဆုံးများတယ်ဆိုတော့စစ်တပ်ဖဲမှာဆိုလို့ရှိရင်တည်ဆုံးမှုအရန်ကိုများတော့တချို့ရဲ့ဆိုလို့ရှိရင်စကန်းဆုပ်ပေါ်ပြီးတော့ထွက်ပြေးနေကြတော်လေးတစ်ဖက်ကိုပူပြောင်းနေတဲ့သူတွေရှိတယ်လို့တော်လေးတစ်ဖက်မှာအာလက်နေချပြီးတော့နေနေသူတွေရှိတယ်ပြီးရင်အလင်းဝင်နေတဲ့သူတွေရှိတယ်စီတီအန်လောက်နေတဲ့သူတွေရှိတယ်ဒီလိုမျိုးကိုလောက်နေတဲ့ချိန်မှာတချို့ရဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့အပတ်ကိုလက်မလွတ်နိုင်လို့ပြင်ပြီးတော့လက်နေတဲ့မြင်းအောင်လန်တက်ထေးကိုပြင်ပြီးတော့ဝန်နေတဲ့ပြင်ပြီးတော့ပြီးနေတဲ့သူတွေကဘလူအခြေအနေရောက်နေလဲဆိုတာကိုအာ စစ်တပ်လုံးပြီးဖြစ်တဲ့ပြောင်းရေးပေါ့နော်အရင်တော့စစ်တပ်လုံးပြီးဂျေတတော်လေးကိုစစ်တပ်ကိုအားပေးနေတဲ့အားစစ်တပ်အားမခံတယောက်ဖြစ်တဲ့ပြောင်းရေးဆိုတဲ့ကိုဦးမောင်ကိုကျွန်တော်တို့သူ့ဘလူတွေပြောထားလဲကျို့ဆိုတာကိုကျွန်တော်နဲ့တို့အရင်ဆိုပြီးတော့နားထောင်ကြည့်အောင်ပါထောင်လည်းမကြဘဲနဲ့တို့အချုပ်ထဲမှာထည့်ထားတယ်အချုပ်ထဲမှာထည့်ထားတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဟိုစစ်စီရေးမှာဥပဒေဩကြည့်ရတဲ့ပုံစံကလေစီဒီယံလုတ်သွားတာမှာပုံမှန်လေးလေးပြောလို့ရှိရင်စစ်သားတွေက ဒီပေါ့နော်ပြန်လာလာတဲ့ဆိုင်တဘုံနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်တဘုံတော်ဖြစ်ပါလေเนาะကျွန်တော်ဒီခမောက်ဒေါ်လာရင်းနဲ့ပူပေါင်းသွားတာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီနောက်ထပ်ဒီစီရီယံလုံသွားဖြစ်ဖြစ်တက်တော်အောင်အခုတက်ကိုပြန်လာမိကမှာပဲအချုပ်ထဲမှာတစ်ချိန်လုံးနေနေရနစ်နေချင်နေပြီအမိန်လည်းမချဘူးเนาะအဲ့တော့စစ်တီတွေကအထဲထောင်ထဲကစစ်တီတွေကအခုဆိုလို့ရှိရင်နေပြီပေါ့ခမောက်တို့ကကျုပ်တို့ကိုဘာလုပ်ထားတာလဲเนาะဒီတိုင်းပဲထားတော့မှာလားเนาะအဲ့တော့ခမောက်တို့မှာတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလား ဲ့တော့စစ်သားတယောက်ကိုအချုပ်ထဲထည့်ထားတာဘသူ့အတွက်အကျိုးရှိလဲကျွန်တော်မေးတာခုတက်ချုပ်တွေထဲမှာအရာရှိအရာခံအစစ်အစစ်တွေအများကြီးရှိတယ်နော်အဲတချို့ညဉ့်ညံချုပ်ထောင်တို့အဲ့ဒီကပ္ပစစက်ရုံရဲ့အချုပ်ထောင်တွေနော်အဲ့ဒီတက်စက်ရုံအဲတက်ရဲ့ဒီအချင်းထောင်တွေမှာစစ်တီတွေအချုပ်ထဲထည့်ထားတာအများကြီးပဲခင်ဗျားတို့မှာနံပါတ်၁ချက်စစ်သားတယောက်ကိုအချုပ်ထဲထည့်ထားခြင်းအပြင်ဘသူတွတ်မှလည်းအကျိုးမရှိဘူးနိုင်ငံတော်တော့အကျိုးရှိတာဆိုနိုင်ငံတော်တော့လည်းအကျိုးမရှိဘူးเนาะ စစ်တပ်တို့အကျိုးရှိတာစစ်တပ်တို့လည်းအကျိုးမရှိဘူးစစ်သားတွေအတွက်အကျိုးရှိတာစစ်သားတို့လည်းအကျိုးမရှိဘူးသူတို့ရဲ့မိသားစုဝင်တွေလည်းအကျိုးမရှိဘူးဘသူတွားမှအကျိုးမရှိဘူးသူတို့ကလည်းတစ္ဆာရှိတယ်လို့စစ်တပ်ကိုပြန်လာတာဗောဗျာတစ္ဆာမရှိမှဖြစ်တခါလဲတနတ်ရောင်းမီဟိုမှာ350ပေးရ350အောင်ပေးကြတယ် PDF ပြရနော် KND ဆိုဘလောက်ဘလောက်ပေးတယ်ဆိုတာဒီအောင်ခေါ်နေနောက်ဆုံးမိတ်ရှေ့ရဲ့ကြီပေါက်ထုတ်ရောင်းစားပြီးတော့ထိတ်ထုတ်ရောင်းစားပြီးတော့ရန်သူမြတ်ပူပေါင်းသွားရင်တော့မှပဲ အဲခင်ဗျားတို့သူတို့ကအစီအပြေမှာအခုတက်ကိုပြန်လာမိကမှာအချုပ်ထဲမှာထည့်ထားတာအခုချိန်ကြီးနှစ်နဲ့ချီပြီးအချုပ်ထဲမှာအမိန်လည်းမချဘာလည်းမချထားတဲ့ခါကျတော့တက်မတော်ကိုကျွန်တော်မေးချင်တာကတက်မတော်အကြီးပိုင်းအရာရှိတွေပေါ့ဗျာဦးမင်းအောင်လိုင်းနဲ့စပြီးတော့အကုန်လုံးဦးနီကိုတီမေးချင်တာခင်ဗျားတို့စစ်တက်ကတော်တော်လေးထမင်းပေါ်ဟင်းပေါ်နေလားနော်အတခုခုလောက်ပါထောင်ထဲချုပ်ထဲမှာအခုအများကြီးပဲနော်တက်အိတ်တက်ပြလိုက်တော့အဲသူတို့တွေကို main ချရင်လည်းချထောင်ချရင်လည်းချပလိုက်အဲထောင်မချလို့ရှိရင်လည်းသူတို့ပြန်ပြီးတော့အဲ့မှာခန့်မှာဆိုလို့ခန့်လိုက် အခုတို့ကထောင်ထဲမှာနေတဲ့အတွက်ကြောင့်မို့လို့အစစ်စေးကအမိတ်လည်းမချတဲ့အတွက်ကြောင့်လာစာတဝက်ပဲရတယ်နော်လာစာတဝက်ပဲရကတို့မိသားစုတွေလည်းဒုက္ခရောက်တယ်စစ်တပ်တို့လည်းနေစဉ်နဲ့များထမင်းကျွေးရတယ်ဗျာနော်အဲ့တော့ထောင်ခင်ဗျားတို့ကထမင်းပေါ်ဟင်းပေါ်နေပတ်စံတော်တော်ဖြုံးနေတာစစ်တပ်ကနော်မဟုတ်တဲ့နေရာမှာဖုံးနေဒီနေရာလေးကိုတော့ခင်ဗျားတို့သေချာစစ်တပ်အနေနဲ့သေချာကြည့်စေချင်ပါတယ်음ကဲဆိုတော့ဒါကတော့ဒီထဲမှာပြောဆိုတာကဘျောင်းကြီးကတော့အញ្ញံခန္ဓာအဘဘျောင်းတာပြောဘူးအားပေးနေတော့ ဘာလို့လဲဆိုရှင်အခုချစ်တဲ့ထဲမှာဆိုလို့ရှိရင်တော့ဖမ်းအာဖမ်းမခံရပဲနဲ့အာသူတို့နေထိုင်တဲ့တရင်ဖြစ်ပါသူတို့ရဲ့အပတ်တွေဖြစ်မှာပြင်ပြီးတော့ပြင်းနေကြเนาะသူတို့သူတို့လူမျိုးတွေနေရကိုပြင်ပြီးတော့ပြင်းနေကြတယ်ကျွန်တော်တော်လိုင်းတဲ့ဖို့လည်းနေပြီးအပူပေါက်လာလည်းမလုံဘူးထဲလေတချမ်းတွေရမထွက်ပြီးဘူးဆိုတော့သူတို့တွေကစကန်းကနဲ့ဆော့ကွာပြီးတော့သူတို့အပတ်တွေနေပြင်ပြီးတော့ပူပေါင်းတယ်လူမျိုးကိုလုံတော့ခုချိန်မှာဆိုလို့ရှိရင်တော့စစ်တပ်ကသူတို့ကိုပြင်ပြီးတော့ထိန်းချုပ်တာဖမ်းချုပ်တာဆိုတော့ချုပ်ရဲမှာထားတာထားတော့ ဘာမှလည်းမလို့ရဘူးသူတို့တွေစီကန်ချုပ်ဖို့ရစီကောင်တော့ဟိုလုံနေကြသူတို့မင်းမတွေကလည်းအဝေဆိုပြီးတော့ဟိုနေကြတာသူတို့မနေ့ကလည်းကျွန်တော်ကြည့်တဲ့အတိုင်းပဲစစ်တပ်တွေအချင်းချင်းလူတွေလုံနေကြလူတွေပြောဆိုနေကြဆက်ဆံနေကြလဲဆိုတာကိုဒီမနေ့ခင်မှာကျွန်တော်ကြည့်ပြီးသူတို့စစ်တပ်ချင်းချင်းမှာဆိုလို့ရှိရင်ခုတည်နေတဲ့သူတို့ယောက်ျားတွေစစ်တပ်မှာတည်နေတဲ့သူတွေကိုတဲ့ရှိနေတဲ့ယောက်ျားတွေကဘလူတွေပြောခဲ့လဲဆိုတာကိုအစားပေါ့နော်ဒီမနေ့ခင်မှာကြည့်ရတယ်ဆိုတော့ဒီထဲမှာဗျောင်ရီကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ ်ညွန်ရစ်ကအခုတလုံးဆိုလို့ရှိတော့ကိုလိုင်းတပ်ဖွဲ့တွေကိုတပောင်းတို့ဗျာရောဘာကြီးရောမခေါ်တော့မစည်းတော့ဘာလို့လဲဆိုလို့ရှိရင်သူကရှောင်းနေလို့လားဘယ်လိုလဲတော့မသိဘူးအခုချိန်မှာဆိုတော့တော်တော်လေးကိုလိန်ပါလာတယ်တော်လိုင်းရေးတက်ဖွဲ့တွေပိုင်ရပါဘူးเนาะဒီလိုမျိုးကိုပြောလာတဲ့အချိန်လေးမျိုးတွေကိုသူကစဉ်ပြောင်းသွားတာပေါ့ဆိုတော့သူ့ရဲ့မင်းအောင်လန်တို့အမင်းအောင်လန်တို့အဖွဲ့မှာဆိုလို့ရှိရင်သူတို့လုံမလာရင်တော့စစ်တပ်ကိုအရန်ကိုထောက်ခံနေတဲ့သူအရန်ကိုလည်းအမခံတယောက်ဖြစ်တယ်ဆိုတော့သူက စစ်တပ်ကိုထောက်ပြထောက်ပြရင်လည်းစစ်တပ်ရဲ့အမားတွေကိုတော့ရှုပ်ကိုဖြစ်လာတော့မခံနိုင်တဲ့ဆောင်မတူလိုက်တဲ့ဖက်ကိုပြောင်းကျင်တဲ့အခြေအနေမျိုးတစ်ခုဖြစ်လာတာမသိဘူးသူကတော့ရာနေလို့လို့ပါလို့ပြောမယ်လေစစ်တပ်အမားခံတယောက်ဖြစ်တယ်ဆိုတော့ခုကြည့်မှာဆိုလို့ရှိရင်သူပြောပုံကတော့စစ်တပ်ကိုအာမမမကန်တဲ့လောက်တဲ့ရက်တွေအကုန်လုံးကိုထောက်ပြတော့မထောက်ပြနိုင်လို့တဲ့အထိကိုသူတို့တွေကဖြစ်နေရပြီဆိုတော့သူကနားလေသွားတဲ့ပုံပုံပေါ်ပုံပေါ်ပါတယ်ဆိုတော့ဒီဟာကတော့ဒီနေ့ညနေပိုင်းမှာရရှိထားတဲ့စစ်တပ်တွေရဲ့ဘဝတွေနဲ့ အခုချိန်မှာဘလူတွေဖျက်ဆီးနေကြလဲအာရှစ်တန်းမှာဆိုလို့ရှိရင်ဒီဆုံးပြီးတော့ဆစ်ရှောင်းနေလို့ပြန်ပြီးတော့ note တန်းကိုပြန်ပြီးပြန်ပြီးမယ်ဆိုလို့ရှိရင်လည်းအချို့နောင်ခံထားရတယ်ဖန်ခံထားရတယ်ဆိုတော့ရှစ်တန်းမှာဆစ်သွားမယ်ဆိုလို့ရှိရင်ဒိုလိုင်းတက်ဖွဲ့တွေရဲ့ဆိုခံရလို့ဒီဆုံးမှုတွေလည်းဖြစ်တယ်ဆိုတော့လက်နဲ့မချဘူးအလိမ့်မကွန်ဘူးဒိုလိုင်းတက်ဖွဲ့တွေနဲ့ပူပေါင်းမှုဆိုလို့ရှိရင် main note တွေရဲ့ဘဝကနလိုင်းပဲရှိတယ်ထောင်ထက်ရောက်မလားအသေးခံမလားဒီနလိုင်းပဲရှိတယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ် main note ရည်တရားတွေ အာဘယ်ဒီလိုဘလိုပဲမေးမေးရတရားဘလိုပဲချီချီဘာတွေပါပဲပဲထူးထူးဓာတ်နဲ့ပဲတို့တို့တေးမှာပဲအကောင်လုံးကစစ်တမ်းမှာခင်ရပြီးတော့တက်လာနေကောင်လေးဆိုလို့ရှိတော့အာတေးမှာပဲဆိုတော့ကိုပြောပြချင်ပါတယ်မင်းတို့အလင်းဝင်ကြပါအညက်ခံကြပါဒါမဟုတ်ရင်စီဒီယံလောက်ကြပါဒီလိုမျိုးကိုလောက်စိတ်ကြည့်တယ်ဆိုတော့ကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါဒီနေ့ဗီဒီယိုကတော့နင်းလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတော်လည်းဒီလိုမျိုးအားလုံးကိုလည်းကိုကြပါချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ